အစဉ်ပြည့်သက်ပေါင်းမင်္ဂလာပါဧပြီလ28ရက်နေ့မှမေလ4ရက်နေ့ထိခုနှစ်သောတိုင်းမြောက်အတွက်တစ်ပတ်အတွင်းလုပ်ငန်းဆောင်တာများနှင့်ကောင်းကျင်းဆိုခြင်းဆောင်ရွက်ဆောင်ရွက်များကိုအဘဆရာကြီးဒေါက်တာမင်းသိန်ခါ၏နိစနစ်အတိုင်းကျွန်ုပ်ဆရာသိန်းတိုက်ဆိုမှတဲရောပြင့်သေးစိတ်တွက်စိတ်ပေးထားပါသည်တနင်္ဂနွေတိုင်းမြောက်များဒီရက်တွေအတွင်းမှာသတင်းကောင်းဧကောင်းတွေရောက်လာပါလိမ့်မယ်အောက်လက်ငယ်သားတွေဝမ်းသာစရာကြုံလာပါလိမ့်မယ် ပြဿနာဖြစ်သူတွေနဲ့လည်းပြန်ပြီး တော့အဆင်ပြေသွားတတ်ပါတယ်။စော်ကားခဲ့ကြသူတွေကလည်းပြန်ပြီးတော့တောင်းပန်လာကြပါလိမ့်မယ်။ကောင်းသောခီးတွေလည်းတွားရတတ်ပါတယ်။ငွေကြေးအမတန်စိတ်ချမ်းသာမယ့်အချိန်ဖြစ်ပါတယ်။မထင်မှတ်တဲ့နေရာကငွေတွေအများကြီးဝင်လာပါလိမ့်မယ်။မိမကြီးတယောက်စီကလည်းအကူအညီကောင်းတွေရလာတတ်ပါတယ်။အလုံနှမျိုးဝင်ဝင်နှမျိုးလည်းရလာတတ်ပါတယ်။ပစ္စည်းရောင်းဝယ်မှားတာကိုတော့ဂယူးဆိုင်ဖို့လိုပါတယ်။မိတ်ဆွေရင်းထဲမှာအိမ်တွင်းရေးပြဿနာတွေပေါဝင်ဖြစ်ရှင်းရတတ်ပါတယ်။ ဆရာသမားကြီးကဲ့သို့ရဲ့ကျမ်းမာရေးဂယုစိုက်ဖို့လိုပါလိမ့်မယ်။စာချုပ်စာတန်းစက်တူကိစ္စစက်ကိစ္စတွေဆက်ရှုပ်ရတတ်ပါလိမ့်။အခြေရေးအိမ်တော်ရေးမှာဝမ်းသာကြည့်နူးစရာတွေလည်းကြုံရတတ်ပါလိမ့်။ကျမ်းမာရေးအနေနဲ့ကတော့ခြေရောက်ခါဂယုစိုက်ဖို့လိုပါလိမ့်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ခဏန်းတွေကတော့ရှစ်ခဏန်းသုံးခဏန်းပဲဖြစ်ပါလိမ့်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်ကျမ်းမာရေးညံ့နေတဲ့သူတွေကိုစေဝါဒါနာပြုလုပ်ပြီးလိုရာစုတောင်းလိုက်ပါ မိတ်ဆွေတို့အခက်အခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်တနင်္လာသားသမီးများဒီရက်တွေအတွင်းမှာအောင်မြင်မှုတွေတန်းစီနေပါလိမ့်မယ်ဆုံးရှုံးထားတာတွေလည်းပြန်ရတတ်ပါလိမ့်မျက်နာကဲ့သို့များတွေအခွင့်အရေးကောင်းတွေလည်းပြန်ရတတ်ပါလိမ့်မိသားစုတွေကအလုပ်ကိစ္စပညာရေးကိစ္စတွေဝမ်းသာစရာကြုံပါလိမ့်မယ်ကောင်းသောအပြောင်းလဲတွေလည်းဖြစ်လာပါလိမ့်မယ်။လူကြီးမိဘဆရာသမားတို့စီကထိထိရောက်ရောက်ကူညီကောင်းတွေလည်းရလာတတ်ပါတယ်။အလုတ်အကိုင်းအခွင့်လန်းကောင်းတွေပေါ်လာပါလိမ့်မယ်။ လက်ရှိလုပ်ငန်းကိုတိုးချဲ့ရတာလုပ်ငန်းတစ်တွေစတာလုပ်တင်ပါတယ်။မီလီယက်စ်အန်ဒီရဲ့မတော်တဆထိခိုက်မိတာတော့သတိပြုဖို့လိုပါတယ်။ဖိုးတန်စစ်ပစ္စည်းတွေပြတ်တက်ထွက်တတ်ပါတယ်။မဖြစ်စလောက်ကိစ္စလေးနဲ့ကြီးကြီးမားမားပြောဆိုဖြစ်ရှင်းရတာမျိုးလဲကြုံရတတ်ပါတယ်။ငွေကိုအကြောင်းပြုပြီးငင်းခုန်ရတာမျိုးလဲကြုံရတတ်ပါတယ်။အထင်ကအနောက်ရှက်တွေကြားတဲ့ကတိုးတက်အောင်မြင်ရမယ့်အချိန်မျိုးလဲဖြစ်ပါတယ်။အခြေရေးအိမ်တော်ကြီးကိစ္စတွေအထင်ကတွေဖြစ်နေတာတွေလဲပြည်လည်သွားပါလိမ့်မယ်။ ကျမ်းမာရေးနေကတော့နှာစည်းအေးမိဒုက္ခပိတတ်ပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့တကနန်းလေးကနန်းပဲဖြစ်ပါတယ်ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစီဘူးတွေအိမ်ဖျားမှာရှောက်ရီကတ်လူရင်လူရစုတောင်းလိုက်ပါမိတ်ဆွေတို့ဤခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်အင်္ဂါတောင်းမြများဒီရက်တွေအတွင်းမှာခီးတွေအောင်မြင်ပါလိမ့်မည်ရက်ဝေးကအဆက်အသွယ်ကောင်းတွေလည်းရလာတတ်ပါတယ် လက်ရှိလုပ်ပြင်းလုပ်ငန်းစီစဉ်သူတွေပေါ်ပါလိမ့်မယ်။အလုပ်တွေတိုးချက်တဲ့အချိန်လေးဖြစ်ပါတယ်။အောင်မြင်တဲ့လောက်လဲမနာလိုသူပေါ်တတ်ပါတယ်။တံမိုးကြီးကြီးမားမားပစ္စည်းတွေလည်းဝင်လာတတ်ပါတယ်။မိတ်ဆွေမောင်နှမတို့ရဲ့အခြေရေးကိစ္စမင်္ဂလာရေးကိစ္စမှာဝင်ရောက်ကူညီရတတ်ပါတယ်။နေရထိုင်ရင်းကိစ္စနဲ့ပတ်သက်ပြီးအစာအုပ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းအဆင်ပြေအောင်မြင်မှုရရှိပါလိမ့်မယ်။ကောင်းတဲ့အပြောင်းအရွှေ့တွေလည်းကြုံရတတ်ပါတယ်။ အိမ်သူအိမ်သားတွေကအလုံမှာပြဿနာခက်ကြီးကြီးတွေဖြစ်ရှင်းရတာငွေအခွင့်ရေးကောင်းလက်လွတ်သွားတာမျိုးကြုံရတတ်ပါတယ်အခြေရေးအိမ်တော်ကြီးမှာအိမ်နီးနာချင်းကြောင့်လူကြီးမိဘတွေကြောင့်အထင်အမြင်လွဲတတ်ပါတယ်ဘေးကဝင်ရှုပ်လို့လည်းပူဆိုးတတ်ပါတယ်ကျန်းမာရေးအနေနဲ့ကတော့ယောဂဝေနာတစ်ခုကတော့ပျောက်မဲမသိပျောက်သွားတာမျိုးကြုံရတတ်ပါတယ်ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၄ကဏ္ဍ၉ကဏ္ဍပဲဖြစ်ပါတယ် ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်မိษွေများကိုကြာစံကြောဒါနပြုလုပ်ရင်းလူရစုတောင်းလိုက်ပါမိษွေတို့၏ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်ဗုဒ္ဓဟူသားများတဲ့တွေအတွင်းမှာစိတ်လေစိတ်နှခွဖြစ်စရာတွေစိတ်ရှုပ်ထွေးစရာတွေတအားကြုံနေပါလိမ့်မယ်အမှန်မှအရင်းရင်းနဲ့လည်းလုံမိပြောတတ်ပါတယ်အရေးကြီးတဲ့ကိစ္စတိုင်းညှိနှိုင်းတိုင်ပင်ပြီးမှလုပ်တင်ပါတယ်ခီးတို့တွေတွေတစ်ခုပြီးတစ်ခုသွားနေရတတ်ပါတယ် သူတစ်ပါးအတွက်ပါခီးသွွားတာမျိုးကြုံရတတ်ပါတယ်။ရက်ဝေးကအလုတ်အဆက်တွေအခွင့်လန်းကောင်းတွေပေါ်လာတတ်ပါတယ်။ဘာသာရေးနဲ့ပတ်သက်တဲ့အလုတ်တွေလည်းလောက်ရတတ်ပါတယ်။မိဘဆရာသမားတွေစီကအကူအညီကောင်းတွေလည်းရလာတတ်ပါတယ်။ဆွေမျိုးမိတ်ဆွေတွေကယာရုတက်တဲ့သတင်း၊ထီစုကြီးပေါက်တဲ့သတင်းတွေ၊ဝမ်းသာစရာသတင်းတွေကြုံရကြရတတ်ပါတယ်။ပစ္စည်းတစ်ခုအတွက်စကားများဖြစ်ရှင်းရတာမျိုးထင်လဲဆွဆွဲခံရတာမျိုးအတို့အထောင်ကြောက်တုံးခံရတာမျိုးဖြစ်တတ်ပါလေ ိမ်မက်ဆိုးတွေလည်းမှတ်တာမျိုးအောက်လက်ငယ်သားတို့ကလေးတို့ကိုအကြောင်းပြုပြီးပြောဆိုဖြစ်ရှင်းရတာမျိုးလည်းကြုံရတတ်ပါတယ်။ကိုယ့်ကိုရန်လုံးနေတဲ့သူတွေကတော့ရက်တန့်သွားပါလိမ့်မယ်။အခြေရေးအိမ်တော်ကြီးမှာဂရိပြတ်ရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့မျက်စိနားနှာခေါင်းဒုက္ခပီးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစီတဲ့ကဏ္ဍတွေကတော့6ကဏ္ဍ9ကဏ္ဍပဲဖြစ်ပါတယ်။ညံနာတွေပြပြောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မိဘဆရာသမားများကိုငွေ9ကဏ္ဍလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါ မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်ဂျာတာဝတိတောင်းမြင်များဒီရီတွင်မှာဘာမဆိုသတိရှိဖို့အရေးကြီးပါတယ်အလုတ်ကိစ္စငွေကိစ္စတွေမှာအဆုံးရှုံးများတတ်ပါတယ်တေချာစီစဉ်ထားတဲ့ကိစ္စတွေလည်းလွဲချော်ကုန်တတ်ပါတယ်အရေးကြီးတဲ့စာရွက်စာတမ်းတွေလည်းကူးဆိုင်ဖို့လိုပါတယ်မတော်ဆဘေးရန်တွေသတိပြုဖို့လိုပါတယ်ငွေဆုံးတာကြွေးတင်တာတခိုးမီအပူလောင်ဂယူးပြုဖို့လိုပါတယ် ကြီးခဲ့တဲ့သူတွေနဲ့စိတ်သဘောထားကွဲလွဲတာမျိုးလည်းကြုံရတတ်ပါတယ်။စိတ်ညစ်စရာဧည့်သည်တွေလည်းရောက်လာတတ်ပါတယ်။မျက်မှန်တဲ့လူကဒုက္ခပြေးတာအခြေရေးအိမ်တော်ရေးမှာဘေးကဝင်ရှုပ်တာမျိုးတွေကြုံရတတ်ပါတယ်။အလှူမင်္ဂလာတစ်ခုကိုအကြောင်းပြုပြီးစိတ်ညစ်ရတတ်ပါတယ်။ပညာရေးကိစ္စ၊သင်တန်းကိစ္စမတင်မချဖြစ်ပြီးမှအောင်မြင်ပါလိမ့်မယ်။ယာဒူးတိုးသလိုမဲပေါ်သလိုမျိုးလည်းကန့်ထူးတတ်ပါသေးတယ်။အဖို့တန်ပစ္စည်းရောင်းဝယ်ကိစ္စတွေအောင်မြင်ပါလိမ့်မယ်။နေရာထိုင်ခင်းကိစ္စ၊အစားအုပ်ကိစ္စတွေလည်းအောင်မြင်ပါလိမ့်မယ်။အောက်လက်ငယ်သားတွေအတွက်ဝမ်းမြောက်ကြည်နူးစရာမျိုးကြုံရတတ်ပါတယ်။ ကျမ်းမာရေးအနေနဲ့ကတော့နှစ်ရှည်လာများခန်းစားနေရတဲ့ယောဂဝိညာဉ်များပျောက်မှန်းမသိပျောက်သွားတတ်ပါလေဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍ၃ကဏ္ဍပဲဖြစ်ပါလေညံနာတွေပြပျောက်ပြီးကောင်းနာတွေပူကောင်းလာစေဖို့အတွက်မမသူတွေကိုစံနဲ့စီဒါနပြုလုပ်ပေးလိုက်ပါမိတ်ဆွေတို့ခက်ခဲဒုက္ခများပြပျောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်တောက်ကြတောင်းမီများဒီရက်တွေအတွင်းမှာထူးထူးခြားခြားအောင်မြင်မှုတွေကြုံပါလိမ့်မယ်နာမည်ကောင်းတဲ့တိုးတက်စရာတွေယာဓုတက်တာလုပ်ငန်းတိုးချဲ့တာမျိုးတွေနဲ့ကြုံရတတ်ပါလိမ့် လျှက်စစ်ပစ္စည်းတွေဝင်လာပါလိမ့်မယ်။လျှက်စစ်နဲ့ပတ်သက်လို့ပြင်ဆင်မှုမှန်ရတာတွေလည်းလုပ်ရတတ်ပါတယ်။အခြားအခြားသောဖိုးတန်ပစ္စည်းတွေပြတ်တက်ပျောက်တတ်ပါတယ်။ကိုယ့်ရဲ့လူမှုရေးစီးပွားရေးအလုပ်ကိစ္စတွေမှာမိမတယောက်ဝင်ရှုပ်လာတတ်ပါတယ်။ချစ်ရဲအိမ်တော်ကြီးမှာစိတ်သဘောထားကွဲလွဲမှုတွေပြေလည်သွားပါလိမ့်မယ်။ကွဲကွာနေတဲ့မိတ်ဆွေမောင်နှမတွေနဲ့မထင်မပဲပြန်ဆောင်ရတတ်ပါတယ်။အလုပ်နေရအိမ်နေရကောင်းတဲ့ပြင်ဆင်ပြောင်းရွှေ့မှုတွေကြုံရတတ်ပါတယ်။အိမ်သူအိမ်သားတွေကအလူမင်္ဂလာကိစ္စတွေစီစဉ်ရတာကျမ်းမာရေးအတွက်ငွေကုန်များတာမျိုးတော့ကြုံရတတ်ပါတယ်။ တစုံတယောက်ရဲ့မစင်မချင်းမမဲမှုကြောင့်ကို့မှာထိခိုက်နေတာမျိုးလဲကြုံရတတ်ပါတယ်။ကျမ်းမာရေးအနေနဲ့ကတော့အာယုံကျော်1 by c ဒုက္ခပေးတတ်ပါတယ်။ဒီတစ်ပတ်မှာကံကောင်းစေတဲ့ကဏ္ဍတွေကတော့၃ကဏ္ဍ၅ကဏ္ဍပဲဖြစ်ပါတယ်။ညနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်တီလာရှင်ကိုငွေ၃ခန်းလှူဒန်းပြီးလိုရာစုတောင်းလိုက်ပါမိဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်ုပ်ကောင်းစွာယုံကြည်ပါသည်စနေသားမျိုးများဒီရက်တွေအတွင်းမှာအထင်းကုန်အနောက်ရှေ့တွေများနေပါလိမ့်မယ် တမင်ရန်စနောက်ဆက်တာဖျက်လို့ဖျက်စီးလောက်တာတွေခံရတက်ပါတယ်သူတော်ဘာပြဿနာကကုပြဿနာဖြစ်သွားတာမျိုးလဲကြုံရတက်ပါတယ်အထူးသဖြင့်မျက်နှာချောင်းနာကန်နာကလူတွေကိုတရိထားဖို့လိုပါတယ်မိသားစုအတွင်းမှာဘေးစကားကြောင့်လဲတွေးကြွက်ရတက်ပါတယ်ခက်ခဲကြံ့ကြံ့နေတဲ့အယောင်းဝယ်ကိစ္စကတော့အဆင်ပြေသွားပါလိမ့်မယ်ကုံရောင်းတာကုံဝယ်တာကုံလောင်းတာတွေအချိုးမြက်တွေရရှိမဲ့အချိန်ဖြစ်ပါတယ်ရဝေးကဆွေမျိုးမိတ်ဆွေတွေကကုညီတာမျိုးလဲကြုံရပါလိမ့်မယ်ပညာရေးကိစ္စတင်နန်းကိစ္စမတိမကြာဖြစ်ရတက်ပါတယ် စီဝါရေးလုပ်ငန်းတွေမှာဘာခက်ခဲတွေပဲကြုံကြုံဆွတင်းဖြစ်ပြီးတော့လှုပ်သွားတဲ့အချိန်ဖြစ်ပါတယ်။ငွေဆုံးတာပျောက်တာလည်းဖြစ်တတ်ပါတယ်။ချစ်သူတို့အိမ်အောင်ဘက်တို့သဘောတူတဲ့ကိစ္စကိုလည်းလှုပ်ရတတ်ပါတယ်။ကျမ်းမာရေးနေကတော့အာယုံကျော်1 byte ဥကောင်း Q site ဖို့လိုပါတယ်။ ဒီတစ်ပတ်မှာကန်ကောင်းစီတဲ့ကနန်းတွေကတော့နှစ်ကနန်း၅ကနန်းပဲဖြစ်ပါတယ်။ညံနာရီပြပြောက်ပြီးကောင်းနာရီပူကောင်းလာစေဖို့အတွက်တိရစ္ဆာန်များကိုအစာကျွေးပြီးလိုရာစုတောင်းလိုက်ပါ။မိတ်ဆွေတို့ခက်ခဲဒုက္ခများပြပြောက်သွားလိမ့်မည်ဟုကျွန်တော်ကောင်းစွာယုံကြည်ပါသည်။ခொနည်းသားမျိုးပြိသက်ပေါင်းစိတ်ချမ်းသာခြင်းကိုယ်ဉာဏ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေရဲ့လို့အဘဆရာကြီးဒေါက်တာမင်းတိန်ခိုင်တပင်းဖြစ်သောကျွန်တော်ဆရာသိန်းထိုက်စုမှဆုတောင်းမြတ်တာပို့တာလိုက်ပါသည်။